ိုလည်းဒါမျိုးပဲဖြစ်ချင်ပါမလဲမဖြစ်ချင်အောင်လည်းစူးစမ်းနေပါဒါပေမဲ့လှုပ်ရင်းနဲ့မဖြစ်လာတာတော့ကိုလည်းမတတ်နိုင်ဘူးเนาะကိုရဲ့ကံလို့ပဲပြောရမှာကိုရဲ့ကံကျမလို့ပဲပြောပြရမှာကျိုးတွေကကိုချင်းမစားဘူးပြောကြရတယ်ပေါ့เนาะအဲတကယ်တကယ်ကကိုလိုနေရာမျိုးမှာဟိုဖြစ်ဖူးတဲ့လူဆိုရင်ကိုချင်းစားတတ်ပါတယ်မလည်းဒီလိုမျိုးကြီးခဏခဏပဲဖြစ်ချင်ပါလေဟိုဘလူကောင်ကို့အပူတော့ကဘသူ့အမှမပြောပြချင်းကိုရဲ့ပျော်ရွှင်မှုကဟိုလူတကာကိုပြောပြချင်တာအဲဆိုရင်တော့ ချက်ချစ်တော့ဂျူးမြမာလာလေးရပါပြီရှင်ပြန်လိုက်တယ်ကိုလည်းအရင်ကအထောင်းနေရောင်းခဲ့တယ်နာမည်လည်းရခဲ့တယ်ဆိုတဲ့အခါကျတော့အခုသူများတွေရောင်းနေရပေါ့နော်ချက်ချစ်တော့ဂျူးမြမာလာလေးကိုအမှန်နဲ့နဲ့လေးလေးလာလိုက်တယ်ပေါ့နော်ဒီလိုဘူးတပူကိုပေါ့နော်တထောင်းလို့ပေါ့တတ်မှတ်ထားပါတယ်ပိုးရှင်းများပါတယ်ဒီနာအဲ့လိုဆိုင်ထွက်ဖို့အစီအမပြောလိုင်းမောင်ရာမှုပဲအစီအပြေပါလေအဲ့တော့အမ စဉ်းစားလိုက်တယ်ကိုလည်းအရင်ကအထောင်းနေရောင်းခဲ့တယ်နာမည်လည်းရခဲ့တယ်ဆိုတဲ့အခါကျတော့အခုသူများတွေရောင်းနေရပေါ့နော်ချက်ချီတော့ဂျူနီမာလာလေးကိုအမှနည်းနည်းလေးနေလာလိုက်တယ်ပေါ့နော်နေလာပြီးတော့အာကိုအမကအမြဲတမ်းထုံးစံရှိတယ်ကိုရောင်းတော့မဲ့ပစ္စည်းဆိုလို့ရှိရင်အမြဲတမ်းအိမ်မှာအရင်လုပ်ကြည့်တယ်ပြီးရင်ပတ်ဝန်းကျင်ကိုအရင်ကြွေးကြည့်တယ် နှစ်ခါသုံးခါလောက်ကြွေးပြီးသူတို့တွေကကောင်းတယ်သူတို့ result ရလို့ရှိရင်အမအပြေရောက်တော့အခုလည်းမအဲ့လိုမျိုးပေါ့နော်အဆင်ပြေတယ်စားကောင်းတယ်လို့ပြောတဲ့အတွက်အမဒါလေးကိုပေါ့နော်ဒိုင်း online ပေါ်ကနေရောင်းဖို့အမအဲစဉ်းစားပြီးထလုပ်ဖြစ်တာပေါ့နော်ချစ်မအထောင်ဆိုင်ဆိုတာလေးကလူနည်းနည်းသိခဲ့တယ်ပေါ့နော်ဟိုရန်ကုန်တော်တော်များများသိခဲ့တဲ့အတွက်အမအဲ့ဒီဟာလေးအဲ့ဒီရဲ့အရေးကလေးနဲ့ပေါ့နော်အမဒီဟာလေးကိုပြန်လုပ်တာပါကျွန်내အထောင်းလို့ကြောက်တော့မထဲ့တော့ဘူး။အာမထဲ့တော့ဘူးဆိုတာကလေဟိုဘယ်လိုပြောမလဲဆိုတော့ အဲ့လိုအခုအရင်တော့အမရောင်းရတဲ့အထောင်းတွေကအခုကနေရာတကာတိုင်းမှာရနေပြီကွာဟိုသူ့ဟာနဲ့သူသူ့လက်ရနဲ့သူစားကောင်းနေကြတယ်အဲ့တော့တကူးတကကြီးအမရှိမှဒီချစ်မအထောင်းလက်ရဆိုပြီးတော့ဒီဥမာတင်မော်ဒီထောင်းလိုဟာမျိုးတော့မှားစားကြမှာမဟုတ်တော့ဘူးလေအဲ့တော့အမလူကြိုက်များတယ်အခုလည်းလူတွေတော်တော်များများစားဖြစ်နေတယ်ဆိုတော့ဒီကြက်ချစ်တော့အာမာလာလေးပေါ့နော်ကြက်ချစ်တော့မာလာအရင်ကကြက်ချစ်တော့ဂျူးမြင့်လေးနဲ့အဲ့ အထောင်းချင်းဆက်လေးပေါ့အဲအဲ့နှစ်မျိုးလေးပဲအမလောက်လိုက်တာပါအခုနန်ဒီဒီကြက်ချီတော့ဂျူးမြင့်မာလာကြက်ချီတော့ဂျူးမြင့်ချင်းဆက်ထောင်းလေးမှားတယ်ပြင်နန်ဒီစီမှာဒီလိုခုနကပဇွန်ချင်းညဖဲချင်းအဲ့အိမ်နဲ့လဲတွက်ဖက်ပြီးတော့မှားလို့ရပါတယ်နန်ဒီပဇွန်ချင်းညဖဲချင်းကထမင်းမများပဲနဲ့အသားမများအီအီလေးနဲ့မငန်ပဲနဲ့အရန်စားကောင်းတဲ့ငချင်းလေးပါဒါလေးတော့တခုတော့ပြောပြရစေရှင်ကိုရောင်းတဲ့အထောင်းလေးရအောင်ဇင်းရအောင်ဘယ်လိုသတ်မှတ်ထားလဲဒီလေးကတော့အမဒီလိုဘူးတပူကိုပေါ့နော် တက်တောင်းလို့ပေါ့တတ်မှတ်ထားပါတယ်ပိုးရှင်းများပါတယ်မလက်ရောက်ကိုမခိုမကပ်ဖဲနဲ့သေးချာလေးကိုလှုပ်ပေးထားပါတယ်ဘာဖြစ်လို့လက်ရကောင်းမှရေရှည်သွားလို့ရမှာ အာဥမာတခုပေါ့နော်ဟိုစားကျင်တဲ့လူကမှားတဲ့လူကသူစားကျင်တဲ့အရာတာလေးကိုပြောပေးရင်တော့ပိုအဆင်ပြေတော့ပေါ့ဒါပေမဲ့မမနန်နီပုံမှန်တိုင်းဆိုတော့အမပုံမှန်တိုင်းလှုပ်ပေးမယ်မအေးမာလာလျှော်ပေးလို့အထုံလျှော်ပေးလို့ပေါ့နော်အဆက်ကလေးလျှော်ပေးလို့အချင်းလေးလျှော်ပေးလို့ဒါမျိုးတွေဆိုလို့ရှိရင်တော့အဲ့သူတို့အဝယ်တဲ့မှားတဲ့ customer တွေအတိုင်းလှုပ်ပေးမှာပါ ကျက်ချီတော့ဂျူးမြင့်မာလာကျက်ချီတော့ဂျူးမြင့်ချင်းဆက်ထောင်းအောင်အပြင်အခုငဖဲလဲဟိုဘာငဖဲချင်းပစုံချင်းရရလို့ပြောနော်နောက်ပိုင်းကျအမမခုမိုဟင်းကရှေ့လက်ရပါတော့မခုမိုဟင်းကစစ်စစ်အရေးမကျဲပဲနဲ့ဘူးကမခုမိုဟင်းကစစ်စစ်လေးကိုချက်ပြီးတော့အဲ့လိုအော်ရာကပ်ပြီးပို့ပေးဖို့လဲစီစဉ်ထားပါတယ်ကိုလည်းစူးစမ်းနေတာပဲ ဥမာဒီနေ့အမှားတဲ့ချက်ချင်းပဲအာအမကြီးဒီနေ့ရလာကိုယ့်လက်ထဲရှိရတာဟုတ်ကဲ့ချက်ချင်းပို့ပါမယ်တတိချက်ချင်းအပ်ပြီးတော့ကိုယ့်ရဲ့တိတ်ကိုဘယ်လိုခေါ်မလဲဟာသူကအရင်အတင်းရောက်နေမှာချက်ချင်းပို့တာဒါမျိုးတော့မတွေးနိုင်ဘူးကွာအရန်စူးစားခဲ့ပါတယ်ဒါပေမဲ့မဖြစ်လာတော့အမရဲ့ကံလို့ပဲတော့အမထင်တယ်အဲအမကတော့စူးစားမှုမရက်ပါဘူးဟိုတဲကြွားလဲခဏပဲပေါ့နော်ပြန်ထပြီးတော့အမပြန်စူးစားနေရမှာပဲကိုလည်းဒါမျိုးပဲဖြစ်ချင်ပါမလဲမဖြစ်ချင်အောင်လဲစူးစားနေပါဒါပေမဲ့လှုပ်ရင်းနဲ့မဖြစ်လာတော့ ိုလည်းမတက်နိုင်ဘူးเนาะကိုရဲ့ကံလို့ပဲပြောရမယ်ကိုရဲ့ကံကြမှာလို့ပဲပြောပြရမယ်ချို့တွေကကိုချင်းမစားဘူးပြောကြရပေါ့เนาะအာတကယ်တကယ်ကကိုလိုနေရာမျိုးမှာဟိုဖြစ်ဖူးတဲ့လူဆိုရင်ကိုချင်းစားတတ်ပါတယ်မလည်းဒီလိုမျိုးကြီးခဏခဏပဲဖြစ်ချင်ပါလေဟိုဘယ်လိုကောင်ကို့အပူတော့ကဘသူ့အမမပြောပြချင်းကိုရဲ့ပျော်ရွှင်မှုဒါဟိုလူတကာပြောပြချင်တာဒါပေမဲ့မတက်တာလို့အဲခါတည်းရင်ဖွင့်တဲ့ပုံစံမျိုးဖြစ်ဖြစ်သွားတယ်ပေါ့နော်အဲလိုမျိုးလေးရရှိပါတယ် အဲဒီချစ်မနယ်နေရဲ့အထောင်းလေးတွေကိုမှားခြင်းတွေဆိုလို့ရှိရင်အာတိတ်ရက်ကလေးတို့ကြုံမှာပေါ့နော်နောက်ပြီးတော့ဟိုခုနပြောသလိုတော့မြို့နဲ့အနီးအဝေးလိုက်အဲတိတ်ရက်နှစ်ရက်အတွင်းထန်ကုန်သုံးရက်အတွင်းပေါ့နော်အဲခုနလုံးနှိုင်းသားရာတို့တညင်တို့ဆိုတပတ်တည်းရက်ရှိမှာပေါ့နော်ဒါမျိုးလေးတွေမှားလို့ရမနယ်နေရဲ့မဆန်ကြမှာပဲဖြစ်ဖြစ် အာမန္တလေးရဲ့ Viber ဖုန်း39462116956 Viber ကိုလည်းဆက်သွယ်ပြီးတော့မှာယူနိုင်ပါတယ်မန္တလေးချင်းမိုင်ကြက်ချီရောက်ဂျူးမြင့်မာလာကြက်ချီရောက်ဂျူးမြင့်ချစ်ဆက်ထားပဇွန်ချင်းငဖဲချင်းလေးတွေမှာလို့ရပါတယ်ရှင်